ရီယယ်မက်ဒရစ်အသင်းကိုစပိန်ပြည်မှာနှစ်ဂိုးတစ်ဂိုးနဲ့နိုင်ယူနိုင်ခဲ့တဲ့ပွဲစဉ်မှာကြောကြိုက်ဆုံးအာဆင်နယ်ကစားသမား၅ယောက်ဒီ၅ရောက်ကတော့ကျွန်တော်စိတ်ကြိုက်ရွေးထားဖြစ်တဲ့အတွက်ကျွန်တော်ညီကိုနဲ့အကြိုက်မိတူရင်လည်းခွန်မဝင်ရောက်ရေးသားပေးတော့လို့ရပါတယ်။ကဲပထမဆုံးတစ်ယောက်ချက်ခုခီဗီယော ရာသီအစားခီဗီယောကချန်ပီယံလိကွာတာဖိုင်နယ်မှာဝင်ပြီးဘောလုံးကစားနိုင်မယ်ဆိုရင်ဘယ်သူထင်ပါလဲဘရိုကျွန်တော်လည်းမထင်ဘူးအဲ့လိုလာပြောတဲ့လူကိုလည်းဟောင်မီးယူနေလားအဲကျွန်တော်လိုပြန်ပြောမိပါဘာကြောင့်လဲခီဗီယောဒီအာဆင်နယ်တင်းမှာအရန်ထက်မပူဘူးဂီဗီယံနဲ့ဆာလီဘာလွှဲရင်ခီဗီယောဒီဝင်တိုးလို့မရဘူးသူဝင်တိုးမယ်ဆိုတော့မှလက်ပတ်တနေရာပဲနေရာရှိမယ်ထင်ခဲ့တာအခုခီဗီယောကဆာလီဘာနဲ့တွဲဖက်ပြီးတော့ လုံးဝကိုကောင်းနေခဲ့တာဗျာဒီနေ့ပွဲစဉ်မှာဆိုစာလီပါတော့အမားရှိခဲ့တယ်ဒါပေမဲ့ခီဘီရောတော့ ADA ဂျူအရီမှာကောင်းကောင်းရှစ်တော့ဝါတယ်အဲ့ဒီခန်စစ် line ၄ယောက်ထဲမှာဆိုရင် rating အကောင်းဆုံးပဲ6.7ထိရှိတယ် David Raya ထက်တောင်မှ rating ကောင်းသေးတယ်အမြင်ဘောတွေရှင်းထုတ်တယ်ဘောလုံးတွေကိုဒီ ground ဂျူအရီမှာလည်းရှင်းထုတ်တယ်ဘောတွေခုတဲ့အပိုင်းတွေနဲ့အတက်စင်းမှန်မှန် line တွေမှာအကောင်းဆုံးဘော recovery ပြန်လုံသွားတယ်ခီဘီရောတော်လီကောင်းလာဗျာအဲ့တော့ ။နှွေးကြလို့ရှိရင်အီတလီကလပ်တွေဘာကြောင့်ခီဗီယောနဲ့ပတ်သက်ပြီးအာဆီနယ်ကိုမကြခဏကြိုပြီးဆွေးနွေးမှုတွေလုပ်တယ်ဆိုတာအဲ့ဒီ quality ပဲ။အခုလိုချင်တဲ့သင်းတွေဝိုင်းဝိုင်းလဲနေရပဲ။အဲ့တော့အာဆီနယ်ကခီဗီယောကိုရောင်းပြီးတော့ဂျော်ရဲဟာတိုတို့နောက်ပြီးတော့ဘုံမောက်ကဟူဆန်တို့လိုကစားမားတွေပြန်ပြည့်မယ်လို့ကြားတယ်။ဒါပေမဲ့ခီဗီယောကလည်းဂီဗီရဲ့ဆာလီဘာအထိုင်တက်ပို့ပြီးပွဲထွက်ခွင့်မရဘူးလို့သူ့ကိုယ်သူထင်အနာဂတ်မှာ သင်းပြောင်းသွားနိုင်ရရှိတယ်ကျွန်တော်တော့ခီဘီယိုကိုတော်တော်လေးသဘောကျနေတယ်ဗျာဆာလီဗာနဲ့တွဲပြီးတော့ရှယ်ပဲဖြတ်ထုတ်ပြီးဟဲ့ဆိုကြည့်လိုက်ရင်စကယ်လီနဲ့တူနေပဲအမြင်ဘောတွေဆာလီဗာတော့ဒီဘက်ညာချမ်းပေါ့လေဘယ်ဘက်ချမ်းမှာသူတို့နှစ်ယောက်ပေါင်းပြီးရှင်းထုတ်သွားတာအများကြီးပဲခီဘီယိုကိုတော့ကျွန်တော်ကြိုက်ဆုံးနံပါတ်9နဲ့ပါရွေးချယ်ပါတယ်ကဲကြော်ကြိုက်ဆုံးနံပါတ်4နဲ့မှရှိတာဒီကလန်ရိုက်အာဆင်နယ်သင်းရဲ့ကွင်းလေ3ယောက်မှာဆိုရင်သောမက်ပါတီဒီကလန်ရိုက်မာတင်အိုရီဂတ် ။ Odi Gag ကတော့ဒီနေ့ပွဲစဉ် performance အလုံးသိပြီးပြီဖြစ်တဲ့အတွက်ကျွန်ကြိုက်ဆုံးစင်းနဲ့မှမပါဝင်လာခဲ့တာဗောလေ။ဒါပေမဲ့လည်းအသင်းကောင်းဆောင်တယောက်ရဲ့ဒိုင်းကို pressure ပေးတဲ့အပိုင်းမှာတော့ဒီနေ့တော်တော်လေးမဆိုးပြလို့ရတယ်။ထိထိရောက်ရောက်စကားပြောဆိုသွားလဲတွေ့ရတယ်။အဲ့တော့ကျွန်တော်တို့ရနိုင်တဲ့အခွင့်အရေးတွေပြန်ရခဲ့ဗောလေ။ Rice ကိုကျွန်တော်ဘာကြောင့်ရွေးလဲ။တဖက်ကတော့မက်ပါတီရန်ကောင်းတာမှတ်ပြီးမဲ့မလိုလားအဖက်နဲ့အဝါထိသွားတာကကျွန်တော်အကျဉ်းဆုံးငါ့ဟုတ်တယ်မထည့်လိုက်တာအဲ့ချက် Rice ဒီ Arsenal အသင်းအတွက် ဒီကွင်းလေကနေတိုက်စစ်လိုက်တဲ့အပိုင်းမှာဟောစက်ပီတွေမှာပြိုင်ဘက်တိုက်စစ်ကစားသမားကိုဟန်ထားတဲ့ဘက်မှာတော်တော်လေးကိုကောင်းတာအမြင်မောတွေရှင်းထုတ်တာပြီးတော့အမ်ဘာဘီကိုသူဆွဲထားတာကြည့်ရင်ဒီ defensive line တခုလိုနောက်ဆုံးမှာသူအများနဲ့နေရာယူတာကိုသူမြင်ရတယ်အဲ့ဒါသူပါနဲ့လို့နော်မဟုတ်ကျွန်တော်တို့ real ဥဆောင်ကိုပေးသွားနိုင်တယ်ပထမပိုင်းမိနစ်အစောကြီးမှာတကူပေးလိုက်ရရင် real အတွက်ကနောက်နှကူပဲရှာဖွေရတော့မှာ ဘာနေဘူးပေးသက်တွေကဟုံငနဲ့ဆူညံလာတော့မှအဲ့လိုအနေထားမှာသူအမ်ဘာဘီကိုပြစ်ဒဏ်ကျူးလွန်လိုက်တယ်မကျူးလွန်ကျွန်တော်မပြောဘူးဒိုင်းကလည်းအတူမျက်မြင်တွေ့ရတဲ့ပနတီလို့ပြောတယ်ဒါပေမဲ့အနည်းပြကွက်ဘွေးရမှာပြန်ကြည့်တဲ့အခါဘာကြောင့်ပနတီမဖြစ်သွားလဲအဲ့ဒါ rice ကပါနမှုတကယ်ဗျ rice ကပထမဒီဘောလုံးစပြီးတော့ဆက်ပြီးကန်တင်တဲ့အချိန်မှာအမ်ဘာဘီကိုဖတ်ထားတယ်ဒါပေမဲ့ဒီ line နဲ့ကနေပြီးတော့ထက်ဆင့်ခေါင်းတိုက်လိုက်တဲ့ second ထိချက်မှာတော့အဲ့ဘောလုံးပြန်ချမဲ့အချိန်နဲ့ အမ်ဘာပီကိုလွတ်လိုက်တဲ့ချိန်ဟာကွက်တီပဲအဲ့လိုလွတ်လိုက်မှအမ်ဘာပီကလဲကြတယ်ဆိုပြီးဒိုင်ကအဲ့ဒါကိုကြည့်လိုက်တဲ့ဖြစ်တဲ့အတွက်ပြီးတော့လည်းအဲ့ချိန်မှာဒီကလန်ရိုက်ကသူမဖတ်ထားပါဘူးဆိုပြီးလက်ကိုထောင်းလိုက်တယ်အဲ့ဒါဒီကြောင့်ပနတီမဟုတ်ဘူးအဝါကက်ဖြစ်တယ်လုံးဝမဟုတ်ဘူးဆိုပြီးပယ်ဖြတ်ပြလိုက်တယ်အဲ့ဒါကိုပြန်ကြည့်ဖို့အတွက်မာရီအိုရီကကို appreciate ဖြစ်တယ်လို့တစ်ဖက်မှာလည်းဒီကလန်ရိုက်ကလည်းနောက်ထပ်အဝါထပ်ထည့်ရင်ထိပလိစေဒိုင်ကိုလုံးဝ complain တက်တယ်လုံးဝပနတီမဟုတ်ဘူးဒါငါလုံးဝဖတ်ထားတာမဟုတ်ဘူးလုံးဝအဝါမဟုတ်ဘူးဆိုပြီးပြောတယ်ဘာကြောင့်လဲ rice ka champion league semi final ပထမကြော်လွဲမှာဆိုတဲ့ပါတီအဝါထိပါတော့သွားစုတာဘာလောက်တာလဲနောက်ဘွဲကန်ရအောင်ပါလေအခုထိသွားတဲ့ဟွာသွားပြီပေါ့သွားချင်းသွားစုတာ rice ဒီမှာတစ်ခါကြာရင်အဲ့ leadership cup ရေသူတွေကျွန်တော်တို့မြင်တွေ့ရတယ်အဲ့ဒါက declan right ကိုဒီနေ့ပွဲစဉ်မှာကျွန်တော်အကြိုက်ဆုံးနံပါတ်၄နေမှာရွေးချယ်ပါတယ်ကဲကျွန်တော်အကြိုက်ဆုံးနံပါတ်၃နေမှာရှိရ player martinelli martinelli ကိုကောင်းတယ်မကောင်းဘူးပြောရမယ်ဆိုရင်နံပါတ်၁ချက်ပြာလို့မကြိုက်တာ တယောက်ထဲကိုရှုပ်ရှက်ခတ်ညာပဲကြံခဲ့တဲ့ brand 4အသင်းပွဲစီမှာဆိုတယောက်ထဲ penalty spot area ထဲမှာလိန်ခောက်ပြီးတော့ချော်လဲနေတယ်။ဒါပေမဲ့ martinelli ပါလာချင်းကပြန်ပြက်ခံစစ်ကစားသမားတွေအတွက်ဆိုရင်တော့စိတ်ဖြောင်းလက်ဖြောင်းရှေ့မတက်နိုင်တာ။ overload တွေမလုံးနိုင်ဘူး။ဘာကြောင့်လဲ။အာဆင်နယ်အသင်းရဲ့တိုက်စစ်တောင်းဝမ်းမှာမြန်နှုံးမြင့်ကစားသမားရှိတဲ့အတွက်အခုသူတို့ highland defend တင်တိုက်တဲ့အခါမှာ martinelli ဂိုးပြန်ယူသွားတယ်။ဘာကြောင့်လဲ။ martinelli ရဲ့ speed ကိုလူစားဝင်လာခဲ့တဲ့ကစားသမားတွေမလိုက်နိုင်ခဲ့တာ။ အဲ့ဒီအချိန်မှာလည်းကျွန်တော်မီခင်းမိန်တို့ရဲ့ pass ကတော်တော်လေးကိုတီးကြတာသူပြေးထွက်မဲ့ဒီ queenless spot line အဲ့နေရာရရတဲ့အချိန်မှာလှမ်းပြီးပြေးလိုက်တာအမေရိကန်အဲ့ဒါကြော်သွားလဲလူမကြော်ပါဘူးခန်းစစ်မှာ react ကစားမတူရှိနေသေးတယ်အဲ့ဒါကို martinelli ရဲ့သူ့ရဲ့ treatment အတိုင်းပဲပြေးထွက်တယ်1 by 1တွေ့တဲ့ခါမှာအဆုံးသတ်သွားတယ်အဲ့ဒါက arsenal တင်းတွက်ဆိုရင်တော့အနိုင်ရတဲ့ကိုပဲမင်းတို့ပထမကျော့၃ကိုနိုင်တာပြီးဘာတွေထပ်ပြီးတော့အနိုင်ရတော့ဒီ player ကိုဘာလို့ချီးကျူးဘူးလို့လဲဆိုတော့ ရီယိုကျွန်တော်တို့နောက်ဆုံးတွေ့ဆုံမှု၄ချိန်မှာဆိုရင်၃ချိန်အထိအနိုင်ရတဲ့ record ရဖို့အတွက်မာတီနီလီရဲ့ goal ကလိုလိုအပ်တယ်။သူ့အနေနဲ့1 by 1ဒီမှာဝင်တိုးဖို့ကြိုးစားရှိမြဲ2 by 1အနေထားမှာတော့ normal pass တွေနောက်ကိုပြန်ခင်းတာရှိမြဲမာတီနီလီကကျွန်တော်တို့ရာသီအစအတိခဲ့တဲ့မာတီနီလီထက်တော့အများကြီးတိုးတက်လာတာကိုလက်ခံရတယ် ဦးတော်မဲသူ့ဆက်နေ cross ball တွေထွက်တယ်ပြီးထွက်တာတွေကောင်းတယ်လိန်ခေါမှုတွေ risk ယူလုလာတယ် link up တွဲလာလေးပြန်လုလာတယ်ဒါဒီသူ့နောက်မှာ lewis carry နဲ့အချိန်ဆက်မိလာတာရဲ့အဲ့ဒီဘက်ကိုယာယီပြီးတော့ declan right ထွက်ဆော့ပေးတယ်ဒါကြောင့်မို့လဲကျွန်တော်အကြိုက်ဆုံးနံပါတ်3ညမှာ martinelli ရေးချက်ပါတယ်အဲ့ဒီကိုသွင်းတာကြောင့်လဲပါတာပေါ့လေဒါပေမဲ့ martinelli ကကျွန်တော်တို့ချီးမွမ်းတာထက်ပိုတဲ့စူးစားအထုတ်မှုတွေကိုဒီပွဲမှာကျွန်တော်တွေ့မြင်ခဲ့ရပါတယ်။ကဲကြောက်ကြိုက်ဆုံးနံပါတ်1ညမှာရှိတဲ့ player ဘူကာအိုဆာကာ စာကောင်ထိမ့်ဖို့ကြိုးစားရင်းနဲ့အလားပါဝါသွားခဲ့တယ်။နောက်ဆုံးလူစားပါလေးလိုက်ရတဲ့အထိပဲ။စာကာနေနဲ့အလားပါကိုလှုပ်ချင်တိုင်းလှုပ်လို့ရတယ်။ဒါပေမဲ့အာဆင်နယ်သင်းရဲ့ပုံစံကငါတို့ဂိုးမရရင်ဒီပလိစီဒီဂိုးကိုထိမ့်နိုင်ဖို့ပိုပြီးအရေးကြီးတဲ့ပုံစံမျိုးနဲ့ချင်းကတ်တယ်။ကြောညီကိုတိမှာပါ။အာဆင်နယ်ပထမပိုင်းကစားပုံကလောင်းဘောတွေပနတီစပေါ်တွေကိုတော့ချုပ်ကြတာ ဲ့ဒါကိုပဲတောက်လျှောက်ထိုင်ဖြတ်နေရလို့ပဲဒုတိယပိုင်းလည်းအဲ့တိုင်းပဲဒါရင်ဘာဖြစ်လဲဘောလုံးပြန်ရတဲ့ခါမှာ efficient ဖြစ်တဲ့ဟန်နဲ့ပြိုင်ပက်ကိုဘက်ကိုကန်သွင်းမှုစူးစမ်းတယ်ဒေါန်ကန်ဘောတွေယူတယ်တကယ်ကိုမှအလုတ်ဖြစ်တဲ့ position လို့ပြောလို့ရတယ်66ရာခိုင်နှုန်းဘောလုံးအသာရှိတဲ့ real madrid ဘာကြောင့်ရှုံးသွားလဲတကယ် efficient ဘောလုံးရတဲ့အခါမှာထိရောက်တဲ့ကစားရန်တစ်ခုလုံနိုင်တဲ့အသင်းကပဲနိုင်ပွဲရမှာဘူကာဟိုဆာကာအနေနဲ့အဲ့ဒီ space ဒီမှာနေရယူတာဘာလဲတော်တော်လေးချီးကျူးမှုကောင်းတယ် ascensio နဲ့ rudiga ကြားထဲမှာသူ့ အသားလေးကိုယုံဖြောက်ပြီးနေရနော်အရှိမာကဒီကလန်ရိုက်ရဲ့မာတင်အိုရီကက်ရဲ့မီခင်းမိန်တို့ရဲ့ပတ်ဆက်တီတွဲနေအချိန်မှာသူကအသားလေးနေရာယူထားတယ်တစ်ဖက်ကမိန်တို့ကမျောပေးအချိန်မှာကွက်တီပဲဖက်ခနဲ့ပြေးထွက်သွားပြီးတော့ပပနဲ့နဲ့ပဲမထည့်သွားတာပနတီမဝင်တော့တပိုင်းပေါ့ဗျာဒါပေမဲ့ဒီလိုအချိန်မှာပနတီမဝင်ရအောင်လို့ဆိုပြီးကျွန်တော်အပြစ်မမြင်ဘူးဘာကြောင့်လဲကျွန်တော်ဒီသုံးခုပြည့်နဲ့နိုင်သားခဲ့တာကျွန်တော်တို့နောက်ဆုံးမိနစ်နောက်ဆုံးစက္ကန့်တည်ရချဖို့လိုအပ်တဲ့ဂိုးမျိုးဆိုရင်တော့ဒါကျွန်တော်ညီကိုကြီး စကားနဲ့ပတ်သက်ပြီးအပြစ်တင်တာနားလေဒိုင်းမဲ့ပြပြိုင်ပက်ကွင်းလေဒီပြိုင်ပွဲရဲ့အအောင်မျိုးစုံအသင်းတသင်းရဲ့ကွင်းပေးသက်တွေအများကြီးမိုးပါပိတ်ပြီးတော့ကျင်းပတဲ့ကွင်းကြီးမှာကျွန်တော်တို့ရဲ့အကယ်ဒမီထွက်ဘူကောင်စကားပန္တိလွဲချော်တာဘာဖြစ်လဲကိုဘမတရားမဟုတ်လေပြင်ဘက်ကကဘာစင်ကိုသမားပုံသွားခဲ့တာအဲ့တော့သူသွင်းသွားတဲ့ကိုမှာတော့တော်တော်လေးကိုပါနဲ့တယ်ဝမ်မှန်ဝမ်တွေ့တဲ့ခါမှာအဲ့လိုကြော်ထဲတဲ့လုံနေတယ်အရန်ရတာရှိတာဒေကြီးကန်တာတဲ့ဆိုင်လိုကြော်ထဲတာအဲ့တော့ဘူကောင်စကားကိုဒီနေ့ပွဲစဉ်မှာကျွန်တော်ရဲ့ဥဆောင်ကိုလည်းသွင်းတာဖြစ်တဲ့အတွက် အကြိုက်ဆုံးနံပါတ်1နဲ့မှရွေးချယ်ပါတယ်။ကဲကျွန်တော်ရဲ့အကြိုက်ဆုံး Man of the Match နံပါတ်1နေရာ player Mickey Maino Maino ကကြံကြဲ match လာကအသင်းရဲ့အကောင်းဆုံး Man of the Match ကိုလည်းရရှိခဲ့ဟောလေ player of the match ကိုလည်းရရှိခဲ့တယ်။အဲ့တော့ Mickey Maino ရဲ့ vision ကတော်တော်လေးကောင်းတယ်။အမေကသူ့ကိုကျွန်တော်တို့စူစီတက်ကခေါ်ခဲ့တော့ကကွင်းလေကစားသမားအဖြစ်ခေါ်ခဲ့တာ။အသင်းရဲ့လိုအပ်ချက်ရအထောက်မှထားဆိုတယ်ဂိုးတွေရတယ် သူနဲ့ပတ်သက်ပြီးတော့ရိုးပြိုင်ပွဲမှာတွေကတတိထားမိတာအဲ့ဘေးက jumping ကောင်းတယ်လို့လောင်းဘောတွေမှာပြေးဝင်တိုက်တာတွေ finishing လုပ်တာတွေတော်တော်လေးကိုကောင်းတာဒါပေမဲ့တက်စစ်မှုတယောက်လောက်တော့ဘယ်ကောင်းမှာလဲဗျာတတလုံးတိုက်စစ်မှုဖြစ်စော့ခဲ့ရတဲ့လူလောက်တော့ဘယ်ပြီးပြည့်စုံမှာလဲဒါပေမဲ့လိုအပ်တဲ့အခါမှာအသင်းအတွက်အကောင်းဆုံးဝင်ပြီးဆော့နိုင်တယ်ပြီးတော့ဒီနေ့ပွဲစဉ်မှာဆိုအာဆင်နယ်အသင်းရဲ့နှစ်ဂိုးလုံးကသူ့ဆီကမြေဖျားခံသွားတာပထမဆုံးကိုဘူကာအိုဆာကာရဲ့ဂိုးမှာဆိုလို့ရှိရင် risk UE ပေးရတဲ့သူ့ကြောင့်အဲ့ဒီဂိုးဖြစ်တည်သွားတာ ပုံမှန်အတိုင်းငါပြီးလိုက်ရင်ပြတ်သွားမှာဆိုလို့ဆိုပြီးနောက်ပြန်ပြီးပြီးလို့ရတာပဲမပြီးဘူးစာကာစီကိုပြီးတယ်စာကားလည်းအဲ့ဒါကိုအကောင်းဆုံးအဆုံးသတ်ပြီးတော့ဖန်တီးမှုရအောင်လုပ်ပြီးသွားခဲ့တယ်အဲ့တော့မီကီမိန်တို့တကိုးဖန်တီးမှုရတယ်နောက်တလုံးကကျတော့မာတီနယ်လီကိုပြီးလိုက်တာအဲ့ဒီလုံးမှာသူ့ရဲ့ဘောလုံးဟိုးတဲ့လှုပ်ထားမှုကတော်တော်လေးကိုအရေးပါကျွန်တော်ကပြီးလိုက်တော့လီပြီးလိုက်တော့လီဆိုပြီးကျွန်တော်អော်နေခဲ့တာအဲ့အချိန်မှာဒါ့ဒီမဲ့တကယ်ပြီးရမယ့်ချိန်နဲ့တိုင်ပင်ကြိုက်ဘောလုံးကိုသူ့ဘောခင်းပေးလိုက်တယ် မာတီနယ်ရီဆိုတဲ့ player ကဘောလုံးနဲ့တသားတည်းပြီးရင်ဘလောက်ထိကြောက်ဖို့ကောင်းလဲဆိုတာအားလုံးကသိပြီးသားဒါကြီးမဲ့အဲ့လိုပြီးနိုင်ဖို့ဆိုနောက်ွယ်ကအဲ့လိုမျိုးပံပိုးပေးတဲ့ risk you be ပေးရတဲ့ player ရှိဖို့လေတခါကျရင်မာတင်အိုဒီဂိုကျွန်သဘောမကျရအဲ့ဒါအဲ့လိုအနေထားမှာပေးရမယ့်အခါဒီမှာဝေ့ပြီးတော့လိန်ခေါင်းနေတာက out of position နဲ့ကို player တွေဖြစ်ကုန်တာဒီလိုမျိုးပေးနိုင်တာက martinelli ပြီးလည်းကြောင်းနဲ့အဲ့လိုခြာပြီးတာခံဘက်ပြီးလည်းကြောင်းနဲ့ခြာပြီးတာကကွင်းလယ်မှာနောက်ထပ် martin zuimeni လို့ player မျိုးထပ်ပြီးရောက်လာရင်တော့အသင်းရဲ့ ိုက်စစ်ကွင်းလည်းကလုံးဝအကရိဖြစ်သွားတော့မှာအဲ့တော့မီခင်းမိန်တို့နေနဲ့မာရီနေရီအတွက်ရောစာကအတွက်ဖန်တီးမှုတွေလုပ်နိုင်ခဲ့တယ်သူရဲ့ဖန်တီးမှုနှစ်ခုကြောင့်ပဲအာဆင်နယ်ကရီယယ်မက်ဒစ်ကိုဒီနေ့မှာအနိုင်ထပ်နိုင်ခဲ့တယ်ကိုယ့်အိမ်ကွင်းမှာမဟုတ်လို့နိုင်တာမဟုတ်တော့စပိန်မြေမှာလည်းနိုင်တယ်ဆိုတော့ record မျိုးနဲ့စီးမိုင်တွေကိုထပ်ထိုက်တန်တက်ရောက်သွားခဲ့တယ်အဲ့တော့ဒီနေ့ပွဲစဉ်ကတော့ဒီ9ရောက်ကတော့ကျွန်တော်ရဲ့အကြိုက်ဆုံးပေါ့လေဒါပေမဲ့ Louis Kelly လေးကိုလည်းကြိုက်ပါတယ်ဒါပေမဲ့9ရောက်ပဲယူရပါဖြစ်တဲ့အတွက်ကျွန်တော်ညီကိုကြီးကြိုက်တဲ့ player ရှင်းလင်းခွန်မဝင်ရောက်ရေးသားပြီးတော့အောင်အားလုံးပဲ တာယာနာပြောပဲမနက်ခင်းလေးဖြစ်ကြပါသည်ဗျာကျွန်တော်ချန်ပီယံလိစီးရင်ဖိုင်နယ်ကြရင်တော့ထပ်တွေ့ကြတာပေါ့ဗျာ PSG အသင်းကိုအာဆင်နယ်ဘလူးကန်လဲပေါ့ဒါမြတ်ပါတီရတော့အဝါကက်ကြောင့်အဲ့ဒီပွဲလောချမှာဖြစ်မယ်ဒုတိယကြောင့်မှာတော့ ပြန်ပါလာဖို့ရှိပါတယ်အဆုံးထိကြည့်ပြတော့လည်းအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီစီဇန်လေးကိုဒီကောက်ကွန်ကြီးပုံပြီးတဲ့ရှူဘောလုံး online အခြေုံလည်းကျေးဇူးတင်ပါတယ်အမှဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်ညောင်း6916633936တက်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရိုက်နိုင်ဖြစ်လို့ဝေပုံမရှာရှိမှဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလုံးဝမလုံးတက်ဆိုတဲ့ YouTube မှာကိုထုတ်ပေါ်ပေါ်ရှူရရှာပြီးကျွန်တော်အားပြုလို့ရပါတယ် iPad ခွေကို Sport အထိုင်းငါးသုံးလုံးပြီးတော့ကိုကစားလို့ရနေပါပြီခင်ဗျာ